ရေချိုးပြီးရင်မှန်ကြည့်ကြည့်ပါတင့်မျက်လုံးနီးနေတတိထားပါရေချိုးပြီးရင်မျက်စိနီးနေခြင်းသည်လေပြတ်မှုရှေ့ပြင်းလက္ခဏာတွင်ပါဝင်သည် အထူးသဖြင့်မျက်စိနီးခြင်းသည်ဘဲဘက်ခြမ်းသို့မဟုတ်ညာဘက်ခြမ်းတစ်ဖက်ဖက်တွင်ဖြစ်လေရှိသည်ထို့အချမ်းတွင်ပင်လေပြတ်သည်ဟုသိရသည်စာရဲသူ၏သူတေသနာလေပြတ်မှုလက္ခဏာ၁၀ချက်တွင်ဤအချက်သည်နောက်ဆုံးမှဖြစ်တော်လဲထိတ်ဆုံးမှရေးကြည့်သည်တွေးတိုးရှိနေသူများသွေးတိုးရှိနေသည်ကိုတတိမထားမိသူများသည်ရေချိုးပြီးလျင်တတိထားကြကြပါသွေးတိုးကြောင့်အုံနောက်သွေးကြောင့်မပြတ်မီ ဤလက္ခဏာအရင်ပြပါတယ်။လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ပါ။ဖြစ်မှကုသလျင်မြည်သူမှပကတိပြန်လည်ကောင်းမလာပါ။လေဖြတ်မိရှေ့ပြေးလက္ခဏာ၁၀ချက်၁။ဥကောင်းနောက်ဆက်တွင်ကောင်းကြိုက်ခြင်းမကြာခဏမူဝေခြင်း၂။ခြေလက်တို့တွင် မကြာခဏကျင်ခြင်းကိုလက်လေးလံထိုင်ပိုင်ခြင်း၃။မျက်ခုံနဲ့မျက်နှာကြွသားတို့ဆက်ကနေလှုပ်ခြင်းအသားကွက်ရည်တဆက်ဆက်လှုပ်ခြင်း၄မကြာခဏဝမ်းချုပ်ပြီးဘိုက်တွင်လေပွားနေခြင်း ငါညာအိတ်ချိန်တွင်ထုံကျင်ခြင်းလက်နိုးခြင်း6စီးအနီရောက်သွားခြင်း9ပစ္စည်းများကင်လင်မမြဲခြင်းမကြကနလွတ်ကြတတ်ခြင်း8ဘယ်ဘက်လက်ကိုက်ခဲပြီးလက်မတွင်ထုံခြင်းဘယ်ခြေဆွဲခြင်း9အမျိုးသားများအသက်45ကျော်လျင်ရက်ရှည်ခြေလက်ထုံခြင်းခြင်းအမျိုးသမီးများတွေးဆုံချိန်တွင် ခြေလက်များထုံခြင်းခြင်းလက်ညိုလက်ခလက်ကိုရမှချက်ချင်းဆက်မရခြင်း10 ရေချောပြီးလျင်မျက်စိများကြာမြင့်စွာနေရခြင်းတို့ဖြစ်ပါတယ်။ကြော်တင်သိရှိပြီးလူသားများအားလုံးလေပြတ်ခြင်းမှကာကွယ်နိုင်ကြပါစေ။